မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာစီးရေးပြလျှောက်မဲ့စစ်သားများကိုကျွေးမွေးရေးတာဝန်ယူထားတဲ့ထောက်ပို့စစ်သားအယောက်20ဦးထဲမှာမြောက်ကျောက်ယောဂါကူးစက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2025ခုနှစ်မတ်လ28ရက်နေ့မှာပြုလုပ်မယ်စီရေးပြအခမ်းအနားမှာပါဝင်ရန်နိုင်ငံတော်ကစစ်သားများဟာ နေပြည်တော်ကိုရောက်ရှိပြီးတော့စုဝေးနေကြတယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ20ရက်နေ့ကကျွေးမွေးရေးတာဝန်ယူထားတဲ့စစ်သား၈ဦးမှမြောက်ကျောက်ရောဂါကိုစတင်တွေ့ရှိခဲ့ပြီးတော့ဒီကနေ့ဖေဖော်ဝါရီလ21ရက်နေ့မှာတော့ထပ်မံပြီးတော့ဆန္ဒဦးကူးစက်ခံခဲ့ရတယ်လို့သိရပါဗျ။လက်ရှိမှာမြောက်ကျောက်ရောဂါကူးစက်ခံရတဲ့စစ်သားအယောက်20ဦးရှိနေပြီဖြစ်တယ်လို့သိရပါဗျ။မြောက်ကျောက်ရောဂါစတင်ကူးစက် တွေ့ရှိခဲ့ရတဲ့တက်ဟာနေပြည်တော်စီရေးပြအခမ်းအနားမှာကျွေးမွေးရေးတာဝန်ယူထားတယ်အမှတ်9နှစ်9ထောက်ပို့တက်မော်လမြိုင်ကစစ်သားများဖြစ်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့ထောက်ပို့တက်အင်အားအယောက်600ခန့်ခေါ်ထားတယ်လို့သိရပါတယ် ထောက်ပို့တပ်သားများကိုအဆောင်73ခုမှာအင်အား90ခန်းစီနဲ့နေရာချထားပေးပြီးတော့လက်တလုံးမှာအဆောင်၄ဆောင်ကထောက်ပို့တပ်သားစုစုပေါင်းအယောက်20မြောက်ကျောက်ယောဂါကူးဆက်နေခြင်းဖြစ်ပြီးတော့ကူးဆက်ခံရသူများဟာလည်းအရေးအတွက်တွေဒီထက်ပိုမိုပြီးတိုးလာနိုင်တယ်လို့သိရပါတယ်။ Monkey Fox လို့ခေါ်တဲ့မြောက်ကျောက်ယောဂါဟာကူးဆက်ယောဂါတစ်မျိုးဖြစ်ပြီးတော့အဖျားချမ်းတုံခန္ဓာကိုယ်ကိုက်ခဲခါးနာမျက်လုံးနာကျွက်သားနာလေချောင်းနာမောပန်းနှွမ်းနယ်မှုများဖြစ်ပေါ်စေတယ်လို့သိရပါတယ်။၄ရက်၅ရက်အတွင်းမှာလက်မောင်း၆ရက် ခန္ဓာကိုယ်နဲ့မျက်နှာတို့မှာအနိအဖူးများပုံပုံထွက်ရှိလာတယ်လို့သိရပါတယ်။မြောက်ကျောက်ယောဂရဲ့နောက်ဆက်တွဲစိုးချိုးများအနေနဲ့အရေးပြားမှာအနာဖြစ်ခြင်းအဆုတ်ရောင်ခြင်းစိတ်ကြောင်ခြောက်ခြားဖြစ်ခြင်းနဲ့မျက်လုံးထဲကိုယောဂပိုးဝင်ပြီးအမြင်အာရုံထိခိုက်ခြင်းတို့ကိုဖြစ်စေနိုင်တယ်လို့သိရပါတယ်။မြောက်ကျောက်ယောဂကြောင့်ယောဂအခန်းရှိသူများနဲ့ကလင်းငယ်များတေဆုံးခြင်းများဖြစ်ပေါ်နိုင်တယ်လို့တာမန်ကျမ်းမာရေးကောင်းဆောင်တဲ့သူတွေအတွက်ကတော့ပျောက်ကင်းနိုင်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတားချောင်းမြို့နယ်နိုင်ရီကရွာမှာရှိတဲ့အချမ်းမစစ်တပ်ရဲ့အထိုင်စခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ20ရက်နေ့နေ့လယ်12နာရီခွဲအချိန်ကမှချောင်းမြို့နယ်နတ်ရီကန်ရွာမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များက60မမလက်နက်ကြီး3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီး2လုံးဟာအကြမ်းဖက်စစ်တပ်ရဲ့စခန်းအတွင်းကိုကျရောက်ပောက်ကွဲခဲ့ပြီးတော့တလုံးဟာပောက်ကွဲခြင်းမရှိဘူးလို့ပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့ပြောပါတယ်။ပစ်ခတ်ခဲ့တဲ့60မမလက်နက်ကြီး3လုံးက2လုံးပဲစစ်ခွေးစခန်းထဲမှာကျရောက်ပောက်ကွဲခဲ့ပြီးတော့ကျန်တဲ့တလုံးကတော့ခွေ ွေးစခန်းနဲ့ကြားရောက်ခဲ့ပေမယ့်ပောက်ကွဲခြင်းမရှိခဲ့ပါဘူးစစ်ခွေးထိခိုက်ဒဏ်ရာရရှိမှုကိုတော့နယ်မြေအခြေအနေအရစုံစမ်းနိုင်ဖို့အတွက်စူးစမ်းနေပါတယ်လို့ Snipe Rangers Force Local PDF ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတက်ခတ်မှုကို Snipe Rangers Force Local PDF နဲ့ရဲချေးပကဖတို့ကပူးရဲပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ဒါအပြင်ဘကိုးတိုင်းပေါန့်တယ်မြို့နယ်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း363 PDF တိုက်ရင်စစ်ထောက်လိုင်းရဲနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့က ပြောပြထားပါတယ် ဖေဖော်ဝါရီလ19ရက်နေ့ည10:00နာရီခွဲအချိန်မှာပေါင်းတယ်မြို့နယ်တစ်ပုတ်ရွာနယ်ညောင်နေပင်ရွာကြားမှာတစ်ပုတ်အထိုင်းစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများတက်အချင်းပြောင်းပြုတ်လို့ပြီးတော့ပြန်လာတဲ့အချိန်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363-1 PPDF တပ်ရင်းတပ်ခွဲတက်နဲ့တပ်ခွဲငါတို့ကမိုင်း3ချိန်ဆွဲပြီးတော့တက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲ။ တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မိုင်း၃ချိန်ဆွဲပြီးတော့တိုက်ခိုက်ခဲ့တာပါ။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပေးဆုံးခြင်းရှိမရှိကိုတော့ဆက်လက်ပြီးတော့စုံစမ်းထောက်လှမ်းနေပါတယ်လို့363 PPD တပ်ရင်းစစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာရှိတဲ့ကံဘောဇာဘဏ်ကိုဒီနေ့ဖေဖော်ဝါရီလ22ရက်နေ့နေ့လယ်တနာရီဝင်းကျင်ကဓမြတိုက်ခိုက်လိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဟာအောင်မြေမြို့နယ်83လမ်းနဲ့41လမ်းမှာရှိတဲ့ဘောဒီကိုကံဘောဇာဘဏ်အမှတ်39ကိုလူတအူးကလက်နဲ့ကန်ဆောင်လာပြီးတော့ဓမြတိုက်ခိုက်က ငွေကျပ်3500ကျော်ယူဆောင်သွားတယ်လို့သိရပါတယ်။ဓမြတိုက်တဲ့သူကလက်နက်နဲ့ချင်းချောက်တဲ့အတွက်ဘန်ဝန်တန်းကိုတိုင်ဓမြတိုက်သူစီးနင်းလာတဲ့ဆိုင်ကယ်ပေါ်ကိုငွေတော့ကိုတင်ပေးလိုက်ရတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီကပိတ်ဆို့စစ်ဆေးခြင်းများကိုလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။မန္တလေးမှာမကြာခဏဓမြတိုက်ခံနေရပြီးတော့ပြီးခဲ့တဲ့နှစ်ကလည်းရွှေဆိုင်များနဲ့ငွေလဲတဲ့ဆိုင်များဓမြတိုက်ခံခဲ့ရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်း Homeless မြို့နယ်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံ Shanny SND ခွန်93တရင်ကတပ်ဖွဲ့ဝင်၉ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့ဟုံးမလင်းပြည်သူ့ကာကွယ်အဖွဲ့ထံမှအလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၂ရက်နေ့မှာဟုံးမလင်းမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံရှမ်းနီ SNA ခွန်93တရင်ကတပ်ဖွဲ့ဝင်၉ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့ဟုံးမလင်းမြို့နယ်တိုက်နယ်သုံးပြည်သူ့ကာကွယ်အဖွဲ့ပတ်ကဖားနဲ့ချိတ်ဆက်ပြီးတော့ပြည်သူ့ရင်ဝင်ကိုခိုးလုံလာခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့တပ်ဖွဲ့ဝင်၉ဦးဟာ G3 တနက်၃လက် AK ဒင်းခေါက်တလက် AK တလက်ကီးချမ်းတလက် G3G 195တောင်း 7.62G 608တောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာသူများကို Homeland မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပတ်ကဖကကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီးတော့အလင်းဝင်လာတဲ့ရဲဘော်များရဲ့မိသားစုဝင်များနဲ့လည်းတွေ့ဆုံစေခဲ့တယ်လို့သိရပါတယ်။ကျမကြီးစောင့်ရှောက်မှုများကိုလည်းပေးခဲ့ပြီးတော့တော်လိုင်းရင်အားစုများကအလင်းဝင်လာတဲ့ရဲဘော်များကိုလာရောက်တွေ့ဆုံပြီးတော့ စိတ်ဓာတ်ခွန်အားများပေးပြီးလိုအပ်တာများကိုလည်းဖြည့်ဆည်းပေးခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ20ရက်နေ့မှာခန်းနီခရိုင်ပေါင်းဆက်ညှိနှိုင်းရေးအဖွဲ့ကဥဆောင်ပြီးတော့အလင်းဝင်လာတဲ့ရဲဘော်များကိုဂုံပြုတ်ငွေများချိမြင့်ခြင်းအခမ်းအနားကိုကျင်းပပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားကိုခန်းနီခရိုင်ကွက်ကဲရေးအဖွဲ့ခန်းနီခရိုင်အမှတ်1နဲ့3တပ်ရင်းကခေါင်းဆောင်များခန်းနီခရိုင်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံများ Homeland မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံလူသားစာနာတာဝန်ခံကျမ်းမာရေးတာဝန်ခံ Homeland မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဗန္ဒာရေးတာဝန်ခံ စီမံတာဝန်ခံစက်တော်ရေးတာဝန်ခံတယန်ဇာတစီမံအုပ်ချုပ်မှုအဖွဲ့နဲ့အတူဒေသခံတိုင်းသားများတက်ရောက်ပြီးတော့ချင်းမြေပေးခဲ့ကြတယ်လို့သိရပါဗျ။ရှမ်းနီ SN ရဲဘော်များအနေနဲ့ပြည်သူများဘက်ကရက်တည်ပြီးတော့ပြည်သူရင်ဝယ်ကိုခေလုံလိုပါကဟ ோம் မလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကိုဆက်သွယ်နိုင်ပြီးတော့ဟ ோம் မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်းရှမ်းနီ SN ရဲဘော်များကိုလှိုင်လဲစွာနဲ့ကြိုးစိုးလျက်ရှိပါတယ်လို့အပိပိတ်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်နဲ့ကရင်ပြည်နယ်ဖားဆောင်မြို့နယ်တို့မှာရှိတဲ့ဘုံကြီးကျောင်းများကိုစစ်တပ်က drone နဲ့ဘုံကျဲခြင်း၊ရေအင်နဲ့ဘုံကျဲခြင်းများကိုလုပ်ဆောင်ခဲ့ရာ ဖုန်ကြီးကြောင်များပြည့်စည်မီးလောင်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဖေဖော်ဝါရီလ22ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှစစ်ကောင်စီတပ်က drone ကိုအသုံးပြုပြီးတော့နောင်ချုံမြို့နယ်အုံမတီကျေးရွာဖုန်ကြီးကြောင်ပေါ်ကိုဘုံလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဖုန်ကြီးကြောင်ဆောင်အများပြားပြည့်စည်မီးလောင်သွားခဲ့ရတယ်လို့သိရပါဗျ။ဖုန်ကြီးကြောင်တွေပေါ်ကိုတမင်ဘုံလာကျဲတာပါ။အဲ့ဒီမှာဗားစီရေးလှုပ်ရှားမှုမှမရှိပါဘူးလို့နောင်ချုံမြို့ကဒေသခံသတင်းရင်းမြစ်ကပြောပြထားပါဗျ။အလားတူပဲမနေ့က ဖေဖော်ဝါရီလ20ရက်နေ့ညနေ3:00နာရီအချိန်မှာကရင်နေပြည်ဖားဆောင်မြို့နယ်ဝမ်အောင်ကျေးရွာဖုံတော်ကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲချခဲ့ရာဖုံကြီးကျောင်းနဲ့ဆက်ဆက်ကျောင်းဆောင်များပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီကလေကျောင်းတိုက်ခိုက်မှုများပြုလုပ်နေတဲ့အချိန်မှာဖားဆောင်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲချသွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပေါတောမြို့ပေါ်နယ်ကျေးရွာ12ခုကိုစစ်ကောင်စီကဖေဖော်ဝါရီလ20ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ၄ဦးသေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်တန်တားရီခွဲအချိန်ကစတင်ပြီးတော့ပေါတောမြို့နယ်ကြောက်တောင်ငပြေကျော်စင်တက်မော်ဘော်ဒလီတောင်ချောင်းစင်တက်မော်တောင်တန်းစင်တက်မော်မွတ်စလင်ရွာမငင်းခိုင်အနောက်ရဲရွာဆန်တော်ရှင်ကျွန်းတဲခုံပိန်းတဲ့ချောင်း တောင်ဦးမော်ကျေးရွာနဲ့ပေါတော်မြို့ဘော်တို့ကိုစစ်ကောင်စီက one trap လေးရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ကြောက်တောင်ကျေးရွာကအသက်9နှစ်အရွယ်မောင်အောင်ငိမ့်နိုင်အသက်7နှစ်အရွယ်မတ်ခိုင်စင်လှိုင်နဲ့အသက်50အရွယ်ဒေါ်မလုံးတို့ဟာတိတ်ဆုံသွားရတယ်လို့သိရပါတယ်။အသက်6နှစ်အရွယ်မပန်းအီနွယ်အသက်23နှစ်အရွယ်မဖြူဖြူဆန်းအသက်24နှစ်အရွယ်ကိုနေလင်းထွန်းနဲ့အသက်30အရွယ်မနေစိုးမတို့တန်ရာရရှိသွားတယ်လို့သိရပါဗျ။ဒါအပြင်လေးချောင်းတိုက်ခိုက်မှုကြောင့်စင်တက်မော်ဘော်ဒလီကျေးရွာကအသက်သ 39နှစ်အရွယ်ကိုကျော်စီရာအသက်42နှစ်အရွယ်ဦးတန်းစိန်အောင်အသက်45နှစ်အရွယ်ဒေါ်စောသိန်းခိုင်အသက်50အရွယ်ဒေါ်တန်းနုအေးတို့ဟာလည်းဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အလားတူပဲ စင်တက်မော်တော်တန်းကြီးရွာကအသက်28နှစ်အရွယ်ကိုစမ်းမြတ်သူနဲ့အသက်62နှစ်အရွယ်ဒေါ်ရင်သိန်းနှုတို့ဟာလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။စင်တက်မော်မွတ်စလင်ကြီးရွာကအသက်30အရွယ်ဥမာတာပေါ့ဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာမင်းငင်းကိုင်းကြီးရွာကအသက်24နှစ်အရွယ်ကိုကိုလင်းတိတ်ဆုံးခဲ့ရပြီးတော့အသက်8နှစ်အရွယ်မောင်ဦးကိုဝင်းအသက်14နှစ်အရွယ်မတ်ဝေဝေဆိုးအသက်36နှစ်အရွယ်ဒေါ်တန်းတန်းအေးနဲ့အသက်45နှစ်အရွယ် ဥအောင်တာဒေါတို့ဟာလည်းဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အနောက်ရဲကြီးရွာကအသက်9နှစ်အရွယ်မောင်ဝူစမန်ဒါအန်ဂေါ်အသက်40အရွယ် ဒေါ်ရှာရီဘာရာဒူတို့ဟာလည်းတရားရရှိခဲ့တယ်လို့သိရပါဗျ။ပောက်တော်မြို့နယ်မှာတဲခုံကြီးရွာ၊စံတော်ရှင်ကျွန်း၊ပိန်နေချောင်းကျွန်း၊တောင်ဦးမော်ကြီးရွာဒေသတွေကိုစစ်ကောင်စီကဘုံရှစ်လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပောက်တော်မြို့ပေါ်ရက်ကွက်များကိုလည်းဘုံရှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တွေမြို့အနီးကစစ်ကောင်စီရဲ့တပ်ရင်းများကိုအာရခတပ်တော် AA ကတိုက်ခိုက်နေတဲ့အတွက်အာနာသိန်းစစ်ကောင်စီဟာ AA ထိန်းချုပ်ရာမြို့နယ်များကိုအထူးသဖြင့်အရဲသားများနေထိုင်ရာကြေးရွာများကိုလေကြောင်းကနေပြီးတော့တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ